မင်္ဂလာပါ CNN သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့ဆိုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲပြီးနောက်ထွက်ပေါ်လာမယ့်အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီးစီးရေးနဲ့နိုင်ငံရေးကဲခတ်တွေကြားအမျိုးမျိုးသောသုံးသပ်မှုတွေရှိနေကြတဲ့ဆိုတဲ့သတင်းကမ္ဘောဒီးယားနိုင်ငံမှာဝန်ကြီးချုပ်ဟွန်ဆန်နဲ့တားဖြစ်သူလက်ရှိဝန်ကြီးချုပ်ဟွန်မာနက်တို့လွှမ်းမိုးထားတဲ့အစိုးရအဖွဲ့ကိုဖြုတ်ချဖို့ပြည်ပရောက်ကမ္ဘောဒီးယားအတိုက်ခံခေါင်းဆောင်ကတိုက်တွန်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းအပါအဝင် ။နောက်ဆုံးရပြည်တွင်းစဉ်နိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲပြီးနောက်ထွက်ပေါ်လာမဲ့အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီးစီးအင်းနဲ့နိုင်ငံရေးကဲခတ်တွေကြားအမျိုးမျိုးသောတုံ့တက်မှုတွေရှိနေကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလာမဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြီးနောက်ပေါ်ထွက်လာမဲ့အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်အမျိုးမျိုးသောတုံ့တက်မှုတွေရှိနေကြပါတယ်။လက်ရှိမှာစစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်ချက်၃မျိုးရှိနေကြောင်းအဲ့ဒီထဲကမှပထမအချက်ကတော့ဦးသိန်းစိန်လိုမျိုးပြုပြင်ပြောင်းလဲဖို့ဆန္ဒပြင်းပြတဲ့အစိုးရမျိုးတက်လာနိုင်ပြီးတိုင်းပြည်ပြန်လဲကောင်းမွန်သွားနိုင်တယ်ဆိုတဲ့တုံ့တက်ချက်ဖြစ်တယ်လို့ရင်းကြိုင်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရနာသတင်းဌာနကိုပြောပါတယ်။နံပါတ်1ကတော့ဗာလဲဆိုတော့ဦးမင်းအွန်လိုင်းနေတဲ့သူကကိုယ်တိုင်မတက်ဖက်နဲ့ အာသူကတတ်ချုပ်ဆက်လုပ်နေတယ်ပြီးတော့သူယုံကြည်စိတ်ချရတဲ့ပုံကိုတူနော်ကုံစားအနေနဲ့အစိုးရအိုးဆောင်ပြီးမဖြစ်သူကတင်းမြောက်မယ်ဆိုလို့ရှိရင်လေဒီဥစားလဲတမီတလန်းကောင်းနေတယ်ပေါ့ငါဒီကုနာတော့ပထမနီးလောက်တော့မကောင်းပြီပဲဒုတိယနီးကနည်းနည်းတော့ကောင်းလာတယ်ဒါပေမဲ့စိတ်မချရဘူးပေါ့နော်နံပါတ်3ကတော့ ဦးမင်းအောင်လိုင်းကိုယ်တိုင်သူကိုယ်တိုင်အပ်ရမှာအစိုးရဦးဆောင်လုပ်ဖို့ပါပဲအဲ့ဒါလို့ဆိုလို့ရှိရင်တော့သူကဒီအာတစ်ဖက်ကလည်းသူတက်တက်ကိုဆက်ပြီးမှကင်ထားမယ်တဖက်ကလည်းအစိုးရကိုဥဆောင်တယ်ဆိုတော့ဒီကျွန်တော်တို့ရဲ့တော်လိုင်းရေးဘက်ကတော့ဆက်ပြမသွားမှာဖြစ်တယ်ဆက်ပြတော့မှသွားမှာဖြစ်ပြီလေအများစုကတော့ကျွန်တော်တို့တော်လိုင်းရေးတွေဟာကိုကိုကိုပို့ပြီးတော့မှအားထားရမယ် အခြေအနေမျိုးဖြစ်လာတယ်ပေါ့ဟိုလောလောဆယ်အရင်ကလိုကိုရဲ့ဒီနိုင်ငံကြားရောက်နေတဲ့ပြည်သူတွေကဟိုကူညီထောက်ပံ့တာလည်းညော့လာတယ်နောက်ပြောင်းနိုင်ငံကြားအကူအညီကိုလည်းကျွန်တော်တို့မရနိုင်ဘူးအတိမတ်ပြည်မှုကိုလည်းကျွန်တော်တို့မရနိုင်ဘူးဆိုလို့ရှိရင်တော့အများကြီးအကျဉ်းချတွေ့မှာပေါ့ဗျာဒါတွေကိုဦးမင်းအွန်လိုင်းတို့ကလည်းတွက်ဆထားပုံရပါတယ် အောင်မွေးရနိုင်အောင်ဆိုသူတို့မှလည်းမင်္ဂလာမင်္ဂလာပြုတဲ့အနေနဲ့ဒီဘယ်လာရုသမရာကြီးကိုဖိတ်ခေါ်လာတာလည်းဖြစ်နိုင်ပါတယ်နော်ဒီကိစ္စမှာပရမဟနီလံဖြစ်ပါစီလို့တော့ဆုတောင်းတော့ဗောဗျာနော်နည်းနဲ့တုံးတော့မဖြစ်ပါစီနဲ့လို့ဆူတောင်းတော့အဲ့ဒီအချက်သုံးချက်ထဲကမှနောက်ဆုံးအချက်ဖြစ်တဲ့ဘိုးချုပ်မူကြီးမရောက်နိုင်တာအစိုးရနဲ့တက်မတော်နှစ်ခုလုံးကိုဥဆောင်တဲ့အခင်းချင်းဖြစ်သွားခဲ့ပါက ြန်မာနိုင်ငံဟာဆက်လက်ပြီးရုန်းကန်သွားရမယ့်အနေအထားဖြစ်ကြောင်းလည်းသူကဆက်ပြောပါတယ်။ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကအစိုးရဖြစ်ပြီးတက်မတော်နဲ့ကြောချင်းကပ်ရင်ချင်းအပ်မလုံနိုင်ရင်အဲ့ဒီအစိုးရတက်ဟာနောက်နေ့ပြုတ်ကြမှာဖြစ်ကြောင်းအဲ့ဒီကိစ္စရက်ကိုစန့်ထားပြီးရွေးကောက်ပွဲမှာ USDB ကိုမဲထည့်ရမယ်လို့2025ခုနှစ်နိုဝင်ဘာ28ရက်ကအေယာဝတီတိုင်းဒေသကြီးပသိမ်မြို့မှာမဲဆွယ်စည်းရုံးစဉ်ပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲပြီးနောက်တက်လာမယ့်အရက်သားအစိုးရအနေနဲ့ ကျေပြန့်နေတဲ့လက်နက်ကင်ပဋိပက္ခတွေအကြောင်းအုတ်ချုပ်ရေးရန်တရားကိုပုံမှန်ဆောင်ရွက်မချင်းသုံးနိုင်မှာကတက်မတော်ကိုအာဏာပြန်အပ်နိုင်တယ်လို့လဲစီးရင်တဲ့နိုင်ငံရေးအကဲခတ်တွေကတွက်ဆထားကြတာပါ။လက်ရှိမှာမြန်မာနိုင်ငံရွှေကောက်ပွဲတွေမှာအများဆုံးအနိုင်ရလိမ့်ရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာလာမယ့်ရွှေကောက်ပွဲမှာမပါဝင်သလိုပါတီခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပါအဝင်တခြားသူတွေမှလည်းဖန်စီထိမ့်သိမ်းခံထားလျက်ရှိပါတယ်။ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီနဲ့သက်ဆိုင်သူတွေကို ရွေးကောက်ပွဲမပြီးခင်အထိလွတ်လပ်ခွင့်ပေးမယ်လို့မမြင်ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN တင်ဒင်းဌာနကိုပြောပါရယ်။လှုပ်တင်တာတော့ကျွန်တော်တို့ကျွန်တော်တို့ပြောစရာမလိုတော့ဘူးဗျာ။ဦးသိန်းစင်လှုပ်ခဲ့ပြီပဲနော်။အဲဒုတော်လည်းပဲအခုလောလောဆယ်ဖြစ်နိုင်တာကတော့ဟိုဘုံကျုံမှုကြီးတန်းဆွေလှုပ်ခဲ့တယ်လို့ပဲ။ရွေးကောက်ပွဲပြီးတဲ့အခါကျတော့မှာ တော့စုကိုစုပ်ပေးတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီကောက်မပွဲမပြီးဖြစ်လွတ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီရေကောက်ပွဲကယုံရင်ဆောင်ခံရဖြစ်သွားနိုင်တယ်လားဒါမှမဟုတ်ပြတ်သွားနိုင်တယ်လားဆိုတာမျိုးလည်းဖြစ်နိုင်တာဟုတ်။အခုဆိုရင်ပိုပြီးမှဆိုးတော့ပေါ့နော်။ဒါကြောင့်မလို့အခုလောလောဆယ်ကတော့ဟိုဒေါ်စုနဲ့ NLD ကိုတော့အခုလောလောဆယ်မှာရေကောက်ပွဲမပြီးချင်ခင်မှာတော့သူတို့ဘာမှ ဟိုလွတ်လပ်ခွင့်ပေးမယ်လို့မမြင်ကြဘူးပေါ့နော်ဒီအခုရွေးကောက်ပွဲကတော့ဘယ်နည်းနဲ့မဆိုတတ်မတော်ကဥဆောင်တဲ့ပါတီကနေအနိုင်ရဖို့ပါပဲတေချာပါပေါ့နော်ဒါကယုံမစရာမရှိဘူးအရင်အငိမ့်စားပိုးစုံမူကြီးတန်းရွှေလက်ထက်ကရွေးကောက်ပွဲကျင်းပပေးခဲ့ပြီးဥသိမ့်စင်ဥဆောင်တဲ့အစိုးရအဖွဲ့ကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးခဲ့ရမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်လှုပ်ပေးခဲ့သလိုနိုင်ငံရေးအပြောင်းအလဲတွေလည်းများစွာရှိခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲပြီးနောက်မှာလည်းအဲ့ဒီလိုအခင်းအကျင်းမျိုးဖြစ်ပေါ်လာစေဖို့လေစည်ရင်းတဲ့နိုင်ငံရေးအခက်ခတွေကမျှော်လင့်နေကြပါတယ်။တရုတ်ဟာအင်းကြီးမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေနဲ့စီမံကိန်းတွေအများအပြားဖော်ဆောင်နေတာကစီးပွားရေးချင်းကပ်နေရလားဒါမှမဟုတ်မဟာဗျူဟာအကျိုးစီးပွားအတွက်ချင်းကပ်နေရလားဆိုတဲ့သတင်းပြည်စုံကိုတင်ဆက်ပေးပါမယ် တရုတ်ကအိန္ဒိယမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေနဲ့စီမံကိန်းတွေအများအပြားဖော်ဆောင်နေတာကစီးပွားရေးချင်းကန့်နေတာလားဒါမှမဟုတ်မဟာဗျူဟာအကျိုးစီးပွားအတွက်ချင်းကန့်နေတာလားဆိုတဲ့ပေါ်ပြည်သူလူထုအကြမေးခွန်းတွေထုတ်နေကြပါတယ်တရုတ်မြန်မာနိုင်ငံဆက်ဆံရေးက85နှစ်မြောက်ရှိပြီဖြစ်ကြောင်းတရုတ်ရဲ့မြန်မာနိုင်ငံပေါ်သဘောထားကိုနိုင်ငံတော်ဂျုံရင်းနှင့်အေဂျင်တာကော်မရှင်ကကြိုဆိုလက်ခံထားပါတယ်2021ခုနှစ်ဖေဖော်ဝါရီလနေ့နောက်ပိုင်းဖြစ်ပေါ်ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံရေးနဲ့စည်ရဲအခင်းအကျင်းမှာတရုတ်နိုင်ငံကထက်တဲ့ဝင်ပါဝင်ပတ်သက်လာပြီးဩဒါလွှမ်းမိုးရရရှိနေတယ်လို့စည်ရဲနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါရတယ်။မြန်မာနိုင်ငံတွေမှာနိုင်ငံရေးစည်ရဲမငြိမ်မသက်ဖြစ်နေတဲ့အတွက်တရုတ်မြန်မာစီးပွားရေးကလှုံ့ဆော်လို့မရကြောင်းတရုတ်နိုင်ငံကမြန်မာနိုင်ငံပေါ်စီးပွားရေးအခွင့်အလမ်းဆိုတာထက်မဟာဗျူဟာအခွင့်အလမ်းဘက်ကိုပို့နေတယ်လို့စီးပွားရေးလှိလာတုံးသက်သူဦးထေအောင်ကြီးက CNN သတင်းဌာနကိုပြောပါရတယ်။မြန်မာပြည်ထဲမှာအချင်းချင်းတွေဒီလိုပေါ့ဟိုဘယ်လိုကောင်းလဲတပုတ်ဦးဖြစ်နေတဲ့တွေကတော့တရုတ်ကအနောက်တကာပွန့်မှာမဟုတ်ဘူးလေ။ အဲသူရဲ့စီးပွားရေးတွေသူကလုံးလို့ရမှာမဟုတ်ဘူးသူကနောက်တကားကအမှသဘောကဟိုချမ်းမြောက်ကိုဖြတ်ကမယ်သကိုင်းမကွေးဖြတ်ကမယ်နောက်တကားရခိုင်ဖြတ်ကမယ်ဆိုတော့တော်ဒီနောက်တကားကဒီထဲမှာဒီဘလုခေါမလဲဟိုဘလုဘလုခေါမလဲသဘောဥဖြစ်နေသေးရသူကဒီသူလောက်ကလုံးလို့မရလုံးလို့မရဆိုတော့သူကကြတော့ဒီစီးပွားရေးခွင့်လန်းဆိုတာတဲ့ဒီမာပြူကခွင့်လန်းကကျွန်တော်အမြင်ကတရုတ်ကပိုးတာပေါ့စီးပွားရေးခွင့်လန်းဆိုတာကတရုတ်က total investment volume နဲ့ ကျွန်တော် data ရောမမှတ်ရဘူးဒါပေမဲ့ကျွန်တော်မှတ်မိရတခုရှိတာတရုတ်ရဲ့ total investment overseas investment total investment နဲ့ကမ္ဘာပြင်မှာသူတရုတ်လုပ်ထားတဲ့ investment နှိုင်းရှင်လို့ရှိရင်ဟိုဒီထဲမှာဘာမှမရှိဘူးအဲ့တော့အဓိကတော့ဆိုတော့တော်တော်စေဟို business အကျိုးစီးပွား economy အကျိုးစီးပွားလည်းပါတော့ပါတာပေါ့အဓိကတော့ strategic အကျိုးစီးပွားပေါ့အဲ့တော့ तू ကတော့ပြောချင်တာက short to the point ပြောတော့တရုတ်ကတော့ तू ကဘယ်လိုပြောမလဲဟိုကမ္ဘာပြင်ထဲမှာဟိုလုံးလုံးရတဲ့နေစားတော့ဖြစ်ဖြစ်နေတာပေါ့တော့ဒါမှ तू လည်းရှိရွှေ့လို့ရမှာပေါ့နော် လက်ရှိမြန်မာနိုင်ငံမှာတရုတ်ကမြန်မာတပ်မတော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိမဟာမိတ်၃ဖွဲ့ MNDAA AA TNLA ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ရေးကိုဖိအားပေးပြီးကြောင်းဝင်ဆက်ဆက်ညှိနှိုင်းပေးနေတယ်လို့မြန်မာတရုတ်နယ်စပ်ကုံတွယ်ကြီးလမ်းကြောင်းပေါ်မှမြို့တွေကိုမြန်မာတပ်မတော်ထံပြန်လွှဲပေးဖို့လည်းဖိအားပေးလျက်ရှိပါတယ်။လက်ရှိအချိန်မှာမြန်မာနိုင်ငံအနေနဲ့အားကိုးစရာဆိုတာကတရုတ်သာရှိတဲ့အတွက်တရုတ်နိုင်ငံဘက်မှဘလို့အကူအညီတောင်းတောင်းလိုက်ရောနေရတဲ့အခြေအနေဖြစ်နေတယ်လို့တရုတ်မြန်မာရေးလှိလာတုံးသက်သူဒေါက်တာလှကျော်သောကစေနာသတင်းဆန္ဒကိုပြောပါတယ်။ အဲ့နိုင်ငံပြည်မှာပဲသူ့မှာတခြားပြည်ရှိတော့လဲခင်ဗျာအဲ့ယူနန်ပြည်နယ်ကထုတ်တဲ့စင်းရဲစရာတွေ ਆ ဒီကျမလည်းတော်တော်အားအသင့်လဲယူနန်ကဗီယက်နမ်နဲ့လုပ်တဲ့အဲကုန်သွယ်ရေးဟိုနေစင်းရဲစရာနော်ဗီယူနန်ကလာအိုနဲ့လုပ်တဲ့စင်းရဲစရာအော်မမတီရဲ့ဟိုဆယ်ပုံတပုံကငါးပုံမလောက်ပြည်ပဲရှိတယ်မမတီနဲ့လုပ်တဲ့ယူနန်ပြည်နယ်ရဲ့စီးပွားရေးကနည်းနဲ့စီးပွားရေးမဟုတ်ဘူးဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဗမာပြည်မှာအားကိုးစရာတိရွယ်ရှိတာဟုတ် ယူဟိုနဲ့တော့ဗီယက်နမ်လို့လာလို့ကြတော့တခြားနိုင်ငံတွေလည်းလုပ်နိုင်တယ်။ဒါကြောင့်မို့သူတို့ကယူနာကိုဒီမှာအဲဘလို့ဖော်မလဲဒါတော့အကုန်လုံးကြီးမှာဘီးမဆိုင်ပေါ့။မာဒီကြတော့သူတို့ရဲ့အသက်ရှူပေါက်ချောင်းကယူနာပဲယူနာနဲ့ဆက်ဆံရေးကောင်းဖို့ပဲဖြစ်တာပေါ့။ဒါကြောင့်မို့တောင်းမမြားပေးနေရလို့ဖြစ်တာပေါ့ဒီရုပ်။ဒီရုပ်ကဘာအကူကြီးတောင်းတောင်းအလိနေရလို့ဖြစ်တာပေါ့မှာ။အဲ့လိုဖြစ်တာ။အဲ့တော့ဒီရုပ်ကလည်းအကြောင်းမို့ဘာဒီအေးချမ်းမှာငင်းညမ်းမှာပြည်သူတွေငြိမ်မှာ သူတို့ရဲ့ဒီစီမံရေးနေရာပေါက်ပိုင်မှာဖြစ်တာ။လက်ရှိမြန်မာနိုင်ငံတဘောမှာမြန်မာတပ်မတော်နဲ့လက်နက်ကန်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြကြောင်းတရုတ်မြန်မာနယ်စပ်ကုန်တွေတွေရပ်တန့်နေတယ်လို့မြန်မာနိုင်ငံအသွင်းရှိတရုတ်ရဲ့စီမံကိန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်းရပ်တန့်ထားရပါတယ်။အဲဒါကြောင့်တရုတ်တမတာရှိချင်းဖြင့်ကမြန်မာနိုင်ငံအသွင်းရှိတရုတ်ရဲ့ကုမ္ပဏီတွေနဲ့ဝန်ထမ်းတွေတရုတ်ရဲ့စီမံကိန်းတွေတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလုံခြုံစိတ်ချစေဖို့ဆောင်ရွက်ပေးရမယ်လို့ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့2025ခုနှစ်မေလကရုရှားနိုင်ငံမှာတွေ့ဆုံဆင်ပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲမှာတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်မယ်။ကိုသလေလောင်းဦးကျော်တာရွေးကောက်ပွဲအနိုင်ရရင်ဘလို့ရေးကိစ္စတွေလုပ်ပေးသွားမလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာအခုလမှကျင်းပမဲ့ရွေးကောက်ပွဲမှာတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်းဥကျော်ထက်ဟာရွေးကောက်ပွဲအနိုင်ကြပါကဘလို့အရေးကိစ္စတွေလှုပ်ပေးသွားမလဲဆိုတဲ့အပေါ်ပြည်သူလူထုကစောင့်ကြည့်နေကြပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်တရားနှမြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်အဲ့ဒီနောက်ရွေးကောက်ပွဲအပိုင်း1အား2026ခုနှစ်ဇန်နဝါရီ17ရက်မှာမြို့နယ်တရားမှာကျင်းပမှာဖြစ်ပြီးဇန်နဝါရီလနောက်ဆုံးအပတ်မှာတော့ရွေးကောက်ပွဲအပိုင်း3ကိုကျင်းပ မှာဖြစ်ပါတယ်။မိမိဟာပြည်သူ့လွှတ်တော်ကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပေမဲ့လည်းဒေသတွင်းမျိုးနယ်အတွက်လိုအပ်ချက်တွေကိုလွှတ်တော်ထဲမှာတိုက်တွန်းဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဒေါ်ဘုံမျိုးနယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလကိုစလဲလောင်းဦးကျော်ထက်က CNN သတင်းဌာနကိုပြောပါရစေ။ကျွန်တော်တို့ကတော့ကပြည်သူ့လူထုတိုးမယ်လေဒေတာတွေမှာမျိုးနယ်တွေလိုအပ်ချက်ကိုပြောရမှာပေါ့ကျွန်တော်တို့၁၄ရက်ခွဲရှိတဲ့နေရာမှာဟိုဘက်၄ရက်ခွဲ၅ရက်ခွဲလောက်ကရှိပေါ့ရှိကျူရေတန့်ခက်ခဲရှိတယ်။ဖိုးရရဲ့ရိုးယူလို့ဟိုဟာတို့ဒီခုအချိန်ကလေးရေယူရေတန့်ရရှိဖို့အတွက်တိုက်တွန်းဖို့လိုမယ်။အေးကျွန်တော်တို့အချိန်မှာ 哎，你你也偷吃你也拿的，你也拿的，起码收两千多块钱就的。啊不，最最想的吧，我今年就这个东西样的。我，俺这走路慢路俺来走，但无奈但不得慢一点的路。俺这每天开车都行，这哪里离大家近点的？你走路出去，如果我一吵了，不能拿吵嘛。如果拿吵了嘛，心里急的啊。你讲现在走路行，将来呢明年不就没事。哎，六七点到将来呢明年不就起来的？我，大家电脑上比较那个酷酷的。 မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းစုစုပေါင်း4963ဦးဝင်ရောက်ရှင်ပြိုင်မယ်လို့အမည်စရင်တင်သွင်းလာကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ်စက်တင်ဘာ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်ရွေးကောက်ပွဲအနိုင်ရသွားပြီးနောက်လူတို့ရဲ့အကျိုးကိုမစွမ်းဆောင်နိုင်၍လူတို့ကပြန်လည်ဖြုတ်ချခွင့်ရှိတဲ့ဥပဒေကိုပြဋ္ဌာန်းနိုင်အောင်ကြိုးပမ်းသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဒေါ်ဖို့မြို့နယ်မှာဝင်ရောက်ရှင်ပြိုင်မယ်တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဥကြော ော့ထပ်က CNN သတင်းဌာနကိုပြောပါရစေ။

ျွန်တော်ထင်လို့ဆင်းပါဘူးကျွန်တော်ဆင်းပြီးမယ်ဆင်းရတဲ့တတိရှိတယ်လက်ရှိမြန်မာနိုင်ငံမှာမကြခင်ကျင်းပမဲ့ရွေးကောက်ပွဲမှာတိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုအတွင်းသာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီ52ပါတီမှာကိုယ်စားလှယ်လောင်း960ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးရှိပါတယ်စီအနိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ် ကမ္ဘောဒီးယားနိုင်ငံမှာဝန်ကြီးချုပ်အောင်ဟွန်ဆန်နဲ့တားဖြစ်သူလက်ရှိဝန်ကြီးချုပ်ဟွန်မာနက်တို့လွှမ်းမိုးထားတဲ့အစိုးရအဖွဲ့ကိုဖြုတ်ချဖို့ပြည်ပရောက်ကမ္ဘောဒီးယားအတိုက်ခံခေါင်းဆောင်ဆန်ရင်စေကတိုက်တွန်းပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘောဒီးယားနိုင်ငံမှာဝန်ကြီးချုပ်ဟွန်ဆန်နဲ့တာဖြစ်သူလက်ရှိဝန်ကြီးချုပ်ဟွန်မာနက်တို့လွှမ်းမိုးထားတဲ့အစိုးရဖွဲ့ကိုဖြုတ်ချဖို့ပြည်ပရောက်ကမ္ဘောဒီးယားအတိုက်ခံကောင်းဆောင်ဆန်ရင်းစေးကစစ်တပ်နဲ့လူထုကိုတိုက်တွန်းခဲ့ကြောင်း Thai PBS ဝေါ်မှဖော်ပြခဲ့ပါတယ်။ဟွန်ဆန်မိသားစုကိုကမ္ဘောဒီးယားကဖယ်ရှားရမယ့်အကြောင်းရင်းနှစ်ချက်ရှိကြောင်း2025ခုနှစ်ဒီဇင်ဘာ9ရက်မှာထုတ်ပြန်ခဲ့တဲ့ဆန်ရင်းစေးရဲ့ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ ပထမအချက်မှာဟွန်ဆန်မိသားစုဟာကမ္ဘောဒီးယားစစ်သားတွေနဲ့ရဲသားတွေကိုလူသားတိုင်းကဲ့သို့အုံချပြီးကမ္ဘောဒီးယားနယ်မြေပေါ်မှာထိုင်းစစ်တပ်အား တိုက်ခိုက်မှုတွေပြုလုပ်ခွင့်ပေးတာကြောင့်ဟွန်ဆန်နဲ့ဟွန်မာနက်တို့ဟာကမ္ဘောဒီးယားပြည်သူတွေနဲ့နယ်နိမိတ်ကိုကာကွယ်ပေးမဲ့ကမ္ဘောဒီးယားစစ်သားတွေကိုတိုက်ခိုက်မှုတွေမပြုလုပ်ဖို့အမိန့်ပေးထားကြောင်းဆမ်ရင်ဆေးကပြောကြားခဲ့ပါတယ်။ကိုယ်နိုင်ငံကိုတိုင်းနှမကရန်စလာတာကိုခုခံဖို့အတွက်ခြေတန်းစစ်မြေပြင်ကစစ်သားတွေကိုလက်နက်တွေအသုံးပြုခွင့်တားမြစ်ကတ်တက်ထားတဲ့ခေါင်းဆောင်မျိုးဒါမှမဟုတ်တမူမျိုးပဲနိုင်ငံမှာရှိလို့လေဟွန်ဆန်မိသားစုရဲ့ခေါင်းဆောင်တွေကပဲဒါမျိုးတွေလုပ်နေတာကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ကျွန်တော်ရဲ့ပြည်သူတွေနဲ့တပ်ဖွဲ့ဝင်တွေကိုပြည်ပကအလဘဲတကူတိုက်ခိုက်နိုင်တယ်။အဲ့ဒီနီးပြူဟာကိုကျိန်ဖန်များစွာကျင့်သုံးခဲ့တာကြောင့်ခမာစစ်သားတွေနဲ့အရက်သားတွေမတရားအသက်ဆုံးရှုံးစေခဲ့ပါတယ်။ခမာစစ်သားတွေနဲ့ပြည်သူတွေအနေနဲ့အိမ်နေချင်းနိုင်ငံရဲ့ပြင်ပထားတိုက်ခိုက်မှုကိုခံနေရတယ်။မိမိတို့ညီကိုမောင်နှမတွေရဲ့အသက်တွေကိုစတဲ့ပြီးနိုင်ငံကောင်းဆောင်တွေရဲ့လှုပ်ဆောင်ချက်တွေကိုခွင့်ပြုပေးထားလို့မရပါဘူးလို့စာရင်းစည်းကပြောကြားခဲ့ပါတယ်။ ဒုတိယအချက်မှာဟွန်ဆန်မိသားစုဟာကြားဖြတ်လုပ်ငန်းကွန်ရက်တွေကိုကာကွယ်ပေးထားတာကြောင့်ကမ္ဘောဒီးယားနိုင်ငံနဲ့ပြည်သူတွေကိုအဖက်ဖက်မှချွတ်ချုံကြစေခဲ့ကြောင်းစီးပွားရေးအကြက်အတဲအလောက်ကန်အခွင့်အလမ်းတွေဆုံးရှုံးခြင်းပြည်သူတွေရဲ့စာဝတ်နေရေးဆိုးရွားစာထိခိုက်ခြင်းကျွေးမိထောင်ချောက်အတွင်းကြောက်ခြင်းလူမှုတည်ငြိမ်ရေးနဲ့တရားမျှတမှုပြည့်ဝခြင်းတို့ဖြစ်စေခဲ့ကြောင်းစံရင်စေးကဆွဆွဲခဲ့ပါတယ် ဟွန်ဆန်မိသားစုခေါင်းဆောင်တွေကရာဇဝတ်သားတွေကိုအကာအကွယ်ပေးနေတာကြောင့်ကမ္ဘောဒီးယားပြည်သူတွေကိုသူတို့ရဲ့ရန်သူလိုဆက်ဆံခဲ့တာထင်ရှားနေပါတယ်လို့ဆမ်ရင်ဆေးကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့အပြည့်မရဘူးလို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားစစ်သားတွေရဲ့ချင်းချောက်မှုတွေအဆုံးမတက်မချင်းအပြည့်ရမှာမဟုတ်ဘူးလို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီရာကူကပြောကြားခဲ့ပါတယ်။ဒီနောက်စစ်တပ်ကိုအပြည့်ဝထောက်ခံသွားမယ်လို့လည်းသူကပြောပါတယ်။ အနုတင်အားကမ်ဘောဒီးယားနဲ့အပြည့်အဝလွတ်တော်တွင် အခြေတည်ဆွေးနွေးညီနိုင်ရေးကိုညှင်းပယ်ခဲ့ပြီးကမ်ဘောဒီးယားရဲ့ရန်စားမှုကိုကာကွယ်ဖို့အတွက်စစ်တပ်ရဲ့စစ်စင်ရေးတွေကိုအလုံးစုံထောက်ခံသွားမယ်လို့ဆိုပါတယ်။အစိုးရအဖွဲ့အနေနဲ့နေဆက်ပဋိပက္ခနဲ့ပတ်သက်ပြီးလွတ်တော်တွင်အခြေတည်ဆွေးနွေးခွင့်ရရှိမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပိုက်ခွဲတိချောင်းကိုကျေသုံးနိုင်ခြင်းရှိကြောင်းထင်ကြေးပေးမှုတွေနဲ့ပတ်သက်ပြီးဒရင်နောက်တွေကအနုတင်ကိုမေးမြန်းခဲ့ချိန်မှာအနုတင်က မဟုတ်ပါဘူးခမားတို့ကဘာသူပြောလဲကျွန်တော်တို့မှာအဲ့ဒီအစီအစဉ်မရှိပါဘူးအိန္ဒိယနိုင်ငံနဲ့ပဋိပက္ခအခြေအနေကဆက်ဖြစ်နေတော့ပါကျွန်တော်တို့ကစစ်သားတွေနဲ့ရဲတပ်ဖွဲ့ကိုထောက်ခံရပါမယ်သူတို့ကိုစိတ်ပိုင်းဆိုင်ရာခွန်အားတွေပေးရပါမယ်လို့ဖိတ်ကြားခဲ့ပါတယ်ကမ္ဘောဒီးယားဘက်ကငြိမ်းချမ်းရေးဆွေးနွေးဖို့ထိုင်းအစိုးရကိုဆက်သွယ်ခဲ့ခြင်းရှိမရှိမေးမြန်းချိန်မှာလေအနုတင်ကဘာဆက်သွယ်မှာမရှိပါဘူးလို့ဖိကြားခဲ့ပါဗျာ ဒီအိဗေယာကမ်ဘောဒီးယားကလည်းဆွေးနွေးဖို့ကံလန့်ခြင်းမရှိထိုင်းကလည်းအပြည့်ရဖို့ဆွေးနွေးမှုတွေကိုညှင်းပယ်ခြင်းဟုတ်မဟုတ်မေးမြန်းချိန်မှာအနုတင်ကထိုင်းနိုင်ငံဘက်ကလုံတဲ့တဲ့အလုပ်ကိုလုံဆောင်နေပါတယ်လို့ဖြေကြားခဲ့ပါတယ်ကျွန်တော်တို့ကိုမလို့မုံထားတဲ့ယူရကျန်နဲ့စန့်ကျင်တဲ့လူတွေပေါ့ကျွန်တော်တို့ကဘလို့သဘောထားခဲ့တယ်ဆိုတာကိုပြသခဲ့ပြီးပါပြီအဲဒါကြောင့်ကျွန်တော်တို့ရဲ့အချုပ်ကြအာဏာကိုကာကွယ်မဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာထောက်ခံပေးသင့်ပါတယ်လို့အနုတင်ကပြောကြားခဲ့ပါတယ်အစိုးရအဖွဲ့အနေနဲ့စစ်တပ်ကိုစစ်စင်ရေးတွေရပ်တန့်မှုအမေပေးမှဟုံးဟုတ်မေးမြန်းချိန်မှာ အမှုတင်ကလုံးဝပါပဲကျွန်တော်တို့အခုချိန်မှာတော့မရက်တတ်နိုင်ပါဘူးအစိုးရအဖွဲ့ဟာစစ်တပ်ရဲ့အစီအစဉ်တွေကိုအပြေအဝထောက်ခံပေးမယ်လို့ကျွန်တော်ကစစ်တပ်ကိုကတိပေးခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်ကမ္ဘောဒီးယားတပ်ဖွဲ့တွေအားနည်းလာတဲ့အချိန်ထိစစ်စင်ရေးတွေကိုဆက်လုပ်ဖို့ရှိမရှိမေးမြန်းချိန်မှာအမှုတင်ကအဲ့ဒါကျွန်တော်တို့တပ်ဖွဲ့မဟုတ်ပါဘူးသူတို့တပ်တွေပါကျွန်တော်တို့တပ်တွေကဘယ်တော့မှအားနည်းလာမှာမဟုတ်ပါဘူးလို့ဖြေကြားခဲ့ပါတယ် မ္ဘောဒီးယားတပ်တွေကထိုင်းစစ်သားတွေကို တိုက်ခိုက်ဖို့ကာမီကာစီဒရုန်းတွေကိုအသုံးပြုနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးအနုတင်ကထိုင်းစစ်တပ်မှာဒီဒရုန်းတွေကိုတံပြန်ဖို့အစီအမံတွေရှိတယ်လို့ပြောကြားခဲ့ပါတယ်ဂျပန်နိုင်ငံမှာ9.5အဆင့်ရှိငလင်လှုပ်ခတ်ခဲ့မှုကြောင့်လူ30သန်းရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာဒီဇင်ဘာ8ရက်ညပိုင်းကရစ်တာစကေ9.5အဆင့်ရှိ အင်အားပြည့်ငယ်လင်လောက်ခတ်ခဲ့တာကြောင့်လူ30ခန့်တန်ရာရခဲ့က80စင်တီမီတာအမြင့်ရှိတဲ့ဆူနာမီလိုင်းတွေဖြစ်ပွားခဲ့တယ်လို့ Niki Asia ကဖော်ပြခဲ့ပါတယ်။ဒီငယ်လင်ဟာဒေသစံတော်ချိန်ည7:15မိနစ်ကအိုမိုယီစီရင်စုနယ်ရဲ့အရှိတ်ဘက်ကမ်းလွန်မြေပြင်အနက်43ကီလိုမီတာကိုဗဟိုပြုလောက်ခတ်ခဲ့တာဖြစ်ကြောင်းဂျပန်မိုးလေဝသအေဂျင်စီကထုတ်ပြန်ခဲ့ပါတယ်။ဒီငယ်လင်ကြောင့်လာမယ့်ရက်ပိုင်းတွေအတွင်း ဒီနေရာနဲ့အနီးတစ်ဝိုက်မှာအင်အားတူညီတဲ့ငယ်လျင်ဒါမှမဟုတ်ပုံမောအပြင်းတဲ့ငယ်လျင်တွေထပ်မံလောက်ခတ်နိုင်ရရှိတယ်လို့ဆိုပါတယ်။ဝင်းကြီးချုပ်စာနာရဲ့တာဂိုက်အီရှိကငယ်လျင်အနေနဲ့ပတ်သက်ပြီးဝလိဝဒအေဂျင်စီနဲ့ဒေသနယအစိုးရတွေထံမှသတိပေးချက်တွေကိုနားဆွန့်ထားကြဖို့ဒေသခံတွေကိုတိုက်တွန်းထားပါတယ်။ငယ်လျင်နောက်တစ်ကြိမ်လောက်ခတ်လာပါကဘေးလွရာကိုချက်ချင်းရွှေ့ပြောင်းနိုင်ဖို့အသိအပြင်ထားဖို့လိုအပ်ပြီးတစ်ချိန်တည်းမှာပဲလူမှုရေးနဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လုပ်နိုင်ကြအောင်အစိုးရအဖွဲ့ကညွှန်ကြားထားတယ်လို့ တကယ်ရှိကပြောကြခဲ့ပါဗါးနလင်ကြောက်တန်ရရသူတွေဟာအိုမိုရီစင်ရင်စုနယ်နဲ့ဟော့ကိုင်းဒိုစင်ရင်စုနယ်တွေမှာဖြစ်ပါတယ်ဟော့ကိုင်းဒိုကမ်းလွန်နဲ့ဂျပန်နိုင်ငံအရှေ့မြောက်ဘက်ဒေသတစ်ချောက်ဟာပစိဘိတ်မြေအောက်ကြောက်ထုလောက်တွေအပေါ်မှာရှိနေတာကြောင့်အင်အားကြီးငလင်တွေလှုပ်ခတ်နိုင်ကြောင်းမိုးလေဝသအေဂျင်စီကထုတ်ပြန်ခဲ့ပါတယ်အစောပိုင်းသတိပေးချက်တွေမှာငလင်ရဲ့ပြင်းအားကိုရတစကေ9.6ခုဖော်ပြခဲ့ပြီး3မီတာအမြင့်ရှိတဲ့ဆူနာမီလိုင်းတွေဖြစ်လာနိုင်ကြောင်းသတိပေးခဲ့ပေမဲ့လက်တွေ့မှာ IWD ပြည်နယ်မှာ 90စင်တီမီတာအမြင့်သာရှိတယ်။အသေးစားဆူနာမီလိုင်းကိုမြင်တွေ့ခဲ့ရပါတယ်။ဒီဇင်ဘာ9ရက်မနက်6:20မိနစ်အချိန်မှာတော့ဆူနာမီသတိပေးချက်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကသသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အတလန္တာအသင်းကိုအရေးနှိမ့်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာချက်စီအသင်းဟာခြေပါကိုပေးရပြီးနောက်ပိုင်းပွဲကိုထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားခဲ့တယ်လို့နီးပြဖြစ်သူကပြောဆိုလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အက်တလန်တာအသင်းကိုနှစ်ကိုးတကိုးနဲ့အရေးနှင်းခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာချယ်ဆီအသင်းဟာခြေပါကိုပေးရပြီးနောက်ပိုင်းပွဲကိုထိန်းချုပ်နိုင်စွာဆုံးရှုံးသွားခဲ့တယ်လို့နီးပြမာရက်စကာကပြောခဲ့ပါတယ်။မာရက်စကာကဂိုးပေးလိုက်ရပြီးနောက်ကျွန်တော်တို့ထိန်းချုပ်နိုင်စွာဆုံးရှုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာကျွန်တော်တို့နောက်ထပ်အသင်းကိုရနိုင်မယ့်အခွင့်အရေးချိန်ရခဲ့ပါတယ်။တကိုးစီအသေးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့အာယုံစိုက်မှုတွေရောသွားခဲ့တာပါ။ပေးခဲ့ရတဲ့နှစ်ကိုးစလုံးကိုကျွန်တော်တို့တားဆီးနိုင်သင့်ပြီး ဒါကလွယ်ကူတဲ့အတွင်းကိုတွေလို့ပြောခဲ့ပါတယ်။ချက်စီးတင်ဟာဒီဘွဲရဲ့ပထမပိုင်းမှာပက်ထရိုရဲ့အတွင်းကိုနဲ့ဥဆောင်နိုင်ခဲ့ပြီမယ်။ဒုတိယပိုင်းမှာခြေပါကိုနဲ့အနိုင်ကိုခွင့်ပြုခဲ့ရပြီးအက်တလန်တာအတွင်းကိုရေးနှိမ့်ခဲ့တာဖြစ်ပါတယ်။ချက်စီးတင်ဟာဒီရှုံးဘွဲကြောင့်ချန်ပီယံလိလီဖေးဘွဲစဉ်6ဘွဲကစားပြီးမှရှားမဲ့ဆယ်မဲ့နဲ့အစင်းဆက်တဲ့နေရာမှာရပ်တည်နေပါတယ်။ချဲစီအသင်းအနေနဲ့ထိပ်ဆုံးရှစ်တင်းနဲ့ဝင်ရောက်ပြီးဆက်ရောက်တဲ့အဆင့်ကိုတိုက်ရိုက်တက်ချင်တယ်ဆိုရင်ချန်ပီယံလိလက်ချက်ပွဲစဉ်၂ပွဲစလုံးကိုအနိုင်ရဖို့လိုအပ်သွားပြီးဖြစ်ပါတယ်။ချဲစီအသင်းကလက်ချက်၂ပွဲဖြင့် ပါဖို့နာပိုလီအသင်းတို့နဲ့ရှင်ပြိုင်ရမှာပါချယ်ဆီအသင်းကြီးမာရက်စကာကပလီယော့ရှင်ပြိုင်ရရင်ပွဲစဉ်စရာအလွန်ကျက်သွားမှာဖြစ်တဲ့အတွက်ထိပ်ဆုံးရှင်းတဲ့ဝင်ချင်းနောက်ဆုံးနှစ်ပွဲစလုံးအနိုင်ရဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ချဲစည်းတင်ဟာအက်တလန်တာတင်တဲ့ပွဲစဉ်အပါအဝင်နောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံ၄ပွဲစတိုက်အနိုင်ပွဲပျောက်ဆုံးနေတာပါ။ချဲစည်းတင်ဟာလာမယ့်ပရီးမီးယားလိပွဲစဉ်အဖြစ်အေဗာဒန်တင်တဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးနီပြာမာရက်စကာကပွဲရီအနိုင်ရဖို့လိုအပ်တဲ့အတွက်အာယုံဆိုင်ပြီးအကောင်းဆုံးပြင်ဆင်သွားမယ်လို့ပြောခဲ့ပါတယ်။ ဆီယနာသတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေ။